2023ခုနှစ်ကမ္ဘောဒီးယားစီးကိန်းပြိုင်ပွဲမှာမြန်မာအားကစားသမားများကစုစုပေါင်းစုတစိတ်114ခုနဲ့မြန်မာနိုင်ငံရဲ့စီးကိန်းပြိုင်ပွဲသမိုင်းတစ်လျှောက်ဒုတိယမြောက်စုတစိတ်အရေးအတွက်အများဆုံးရရှိခဲ့ပါတယ်။အောင်မြင်မှုရရှိခဲ့တဲ့ကစားသမားတွေကိုဂုဏ်ပြုသောအားဖြင့်မြန်မာလက်ရွေးစင်အားကစားသမားအချို့ရဲ့ကစားသမားဘဝဖြတ်သန်းမှုတွေနဲ့အောင်မြင်မှုပန်းနိုင်များအကြောင်းကိုဂုဏ်ယူစွာနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ အခုတင်ဆက်ပေးမယ့်ကစားသမားကတော့ကျွန်တော်နာမည်ကတော့စောနာလင်းကျော်ဖြစ်ပါတယ်။ဇာတိကတော့ရန်ကုန်ဒေသကြီးတူနေမြို့နယ်ကိုနိုင်ကျွရပါ။ငွေချင်းကတော့၄ရောက်ရှိပါတယ်ဟိုတက် လို့ဒါအားကစားကစားတာကစားတာတော့ကျွန်တော်တယောက်တည်းပါတက်ယူခြင်းဟောင်းနေပေါ်ဒီဟိုဒါကိုနိုင်ဆိုတော့ရှိတယ်ကျွန်တော်အကူဝန်းပဲတွေပေါ့သူတို့ကတော့ဟိုဒါဒီယူလာဖို့လဲသူတို့တိုက်တွန်းတယ်သူတို့လည်းဟိုဒါဒေါ်လာတွေပါတယ်လဲသူတို့လည်းတင်ပြတာပေါ့ကစားတာတော့ဟိုဒါကျွန်တော်အကူတွေကစားတာတွေ့တော့အဲ့ဒါကျွန်တော်လည်းကစားခြင်းတွေရှိတာနဲ့အဲ့ဒါဒီယူရောက်လာပြတာသူခေါ်တာနဲ့စကားစားပြတာတော့ဒီတိုင်းနဲ့ပြည်နေရနေတော့စကားစားပြတာပေါ့လေ့ကျင့်တာလဲဒီဒီမှာပဲလေ့ကျင့်တာဒီအင်းရကန်ထဲမှာပဲလေ့ကျင့်တာပေါ့ စစပြိုင်တဲ့ခုနှစ်ကတော့ဟိုသာ2022ခုနှစ်ကနေစပြိုင်တာစပြိုင်တော့ပြိုင်ပွဲပြိုင်တာကတော့6ပွဲပြိုင်တာ6ပွဲလုံးစုရတယ်စုရတာကတော့ရွှေတစ်စရာ5စုငွေတစ်စရာတစ်ခုနဲ့မီတာ900မှာထိုသာစေဟိုသာ12တက်လောနပွဲဟိုသာရွှေတစ်စရာနောက်တော့ဟိုသာမီလိုသာမီတာ900ပဲဟိုသာမစ်လော်တာ12တက်လောမစ်လော်တာရွှေတစ်စရာမီတာ950မှာ10တက်လော်တာကြကြလေး12တက်လော်တာ ဆူဒေဒိတ်ဟိုသာမီတာ250မစ်လော်တာဆူဒေဟိုသာဆူဒေဒိတ်ငါတက်ဟိုသာ9တက်လော်တာကတော့မီတာ900မှာဆူဒေဒိတ်မီတာ200မီတာ200မှာတော့ဟိုသာ9တက်လော်ငွေငွေရတယ်ဒီလိုမျိုးပြိုင်ပွဲတွေလုပ်တော့မိသားစုတွေအားပေးတယ်ဆက်သွဲတာကတော့ဒီဖုန်းနဲ့ပဲဆက်သွဲတာပေါ့အားပေးတာကတော့ဟိုသာမိုးနဲ့ပါတော့နှစ်ယောက်စလုံးတော့အားပေးတယ်ဟိုသာစူးစားဟိုသာစူးစားပေါ့အဲ့လိုမျိုးအားပေးတာကတော့အများကြီး အရင်ပြန်တဲ့ခံစားချက်နဲ့အခုဟိုဒါစုတစေယူစုတစေတွေရရတော့ပြန်တဲ့ခံစားချက်တော့ကွာတာပေါ့ဟိုဒါကုနိုင်ငံကုံဆောင်တော့ပြန်တယ်ဆိုတော့အိမ်ပြန်လာဆိုတော့ခံစားချက်တော့ပူတော့ကောင်းတာပေါ့ကိုမိသားစုတော့အဲ့လိုမျိုးဟိုဒါကျေးဇူးဆန္ဒနဲ့ဟိုဒါတော့ခံစားချက်တော့ရှိတာပေါ့ဒီအရလာကိုလေ့ကျင့်လိုက်ရတော့ဟိုဒါပြင်ပမှာဆုံးလွတ်လိုက်ရတာတော့ဟိုဒါကျွန်တော်ဟိုချင်းခတ်တာပေါ့ချင်းခတ်တာကိုဆုံးလွတ်လိုက်ရတာချင်းခတ်တာလည်းဝါသနာဝါသနာတော့ပါတော့ပါတော့ပါတာပေါ့ဟောအပြောခတ်တာလောက်ပဲရှိတော့တယ် ဒီလိုအားကားဟိုကယူသွတာကတော့ခန့်ငယ်ငယ်လောက်ထရရတော့ယူသွတာပေါ့ခန့်ငယ်လောက်ထရအခုဒါအကူလေးလော်တာဆိုတွေ့တရတော့ကိုကတော့ယူသွမှုတော့ရှိတာပေါ့ကိုအဲ့လိုယူသွတဲ့နေရာတော့တို့လည်းချီယူတာပေါ့အဲ့လိုမျိုးဒီဟိုဒါရွှေတဲတွေပဲရရတယ်ဆိုတော့တို့လည်းဟိုဒါကိုချီလဲချီချူတယ်ဟိုဒါဟိုဒါလည်းဖြစ်တော့ကွာတော့ကွာတယ်ဟိုဒါဂျိုဒါသူနဲ့ဆိုရင်ထဲနှစ်ကြော်ကြော်လောက်တော့ကွာမှာတယ်အကူနဲ့ရတော့ ဦးလေးလေးနဲ့အတူတူပြိုင်မှုတာတော့မရှိဘူးကျွန်တော်ဒီယူရတော့သူတို့ကအပြင်ရောက်သွားပြီပေါ့ဟိုသာဟိုသာအနားယူသွားပြီပေါ့လက်ယူစင်ရနေတယ်သူတို့ကတော့အဲ့လိုမျိုးကျွန်တော်ဟိုသာပြောပြပေးတာတော့ရှိတယ်ဒီကြားတဲ့လူကြောင့်ဒီဟာဟိုသာကျွန်တော်ကအဲ့ဒါပထမဆုံးစားလို့ဘူးတော့နည်းနည်းတော့ခက်တော့ခက်ခဲတာပေါ့ဒါမှမဟုတ်လေကိုကကြိုးစားပြီးတော့ကြိုးစားပြီးတော့လေ့ကျင့်တော့လဲအောင်မြင်မှုတော့ရတာပေါ့ကိုရကိုရမှာတော့လေတော်ဘူးတာရှိတာပေါ့ဟိုသာဒီဟိုသာဝါသူဝါကောင်လောက်ဆိုရင်ရွာမှာဆိုရင်ရေတွေရှိတယ်အဲ့ဒါမျိုးကြောင်းနေပါလေသွားရင်တောင်မှလေနဲ့ပဲသွားရတာဆိုတော့လေနဲ့တော့ရင်းနှီးမှုရှိတယ် ကွာခြားမှုကတော့ရှိတာပေါ့ဒီဥသာခူမလော်တာကတော့ဒီဥသာဘယ်လိုပဲလော်လော်တို့မျိုးပဲဒီမှာကတော့နီးစနစ်နဲ့လော်တော့ကွာခြားမှုတော့အများကြီးတော့ရှိတော့ဒီမှာဟိုသာပထမဆုံးစတင်မှုတာကတော့ဟိုသာဆရာနန္ဒိုင်ထူးနဲ့ပေါ့သူနဲ့စတင်ပြီးတော့ပြီးတော့ဟိုသာဆရာတိမ်ဝင်းဆရာဆရာအောင်တွန်းဒီနောက်ပြီးတော့ဟိုသာအခုလက်ရှိကင်နေတဲ့ဟိုသာဆရာဆရာအုပ်ကွမ်းရှိလို့နဲ့ဟိုသာတတင်မှုတာပေါ့ကိုလေးလာအကြရတဲ့လူတွေရှိတာတော့ဒီဟိုသာဥစောတို့ပါလို့ရှိတာပေါ့ဥစောမှုအောင် ဆုံးမအောင်လို့ပါလို့ရှိတာသူတို့လည်းသူတို့လည်းဆော့တာဆိုလို့ဟိုသာ70နှစ်ထုလောက်ရှိနေပြီကွာသူတို့လည်း data အားကြောင်းလို့ရှိတာဟိုဟိုသာသူတို့ဒီကနေတော့ဟိုသာအတွေ့အကြုံလဲရတယ်ဟိုသာဒီလိုမျိုးဟိုသာသူတို့ရဲ့ကူညီတာလည်းရှိတယ်လေဒီလိုမျိုးဟိုသာကိုလော်တာပုံစံမကြောက်ဆိုလဲသူတို့ကတင်ကြပေးတာလည်းရှိတယ်သူတို့ဒီကအဲ့ဒါတွေတော့ရတော့ဒီလိုအသိန်းဖွင့်တဲ့အလုပ်လုပ်ရတာဆိုတော့သူတို့နဲ့ဆိုတော့လေလက်ကျင့်မှုကတော့အကုန်လုံးကောင်းတာပေါ့ဟိုသာဒီလိုမျိုးပြိုင်ပွဲဝင်နေဆိုသူတို့ဘေးနဲ့သူတို့နဲ့အတူလက်ကျင့်ရတော့စောင့်ရိုက်စိတ်တော့မရှိဘူးပေါ့ ပြိုင်ပွဲပြိုင်တော့တို့ရှိတော့ကိုကိုယုံကြည်မှုလည်းအများကြီးရှိတော့တို့နဲ့တို့တို့လည်းရှိနေတော့ကိုကိုယုံကြည်မှုအများကြီးရှိတော့တို့ဒါခင်မင်နာတော့အကုန်လုံးနဲ့ခင်မင်လေလေကိုတင်ကြပြသပြီးတာတော့ဥဆုံးမှုအောင်တော့ပါဆိုတင်ကြပြသပြီးတာရှိတယ်ကျွန်တော်နမတော့ဥကန့်ရွှေလို့ခေါ်ပါတယ်ကျွန်တော်ကတော့ဒီမြန်မာနိုင်ငံလီလော်ဖွဲ့ချုပ်မှာအမျိုးသားလီလော်အကားသားရဲ့တာဝန်ခံနီးပြပါခင်ဗျာအခုဒီ အေရှန်ဂိမ်းပွဲအတွက်ကိုကျွန်တော်လာပြီးတော့သူတို့နဲ့လာပူးပေါင်းပြီးတော့နီးစနစ်ပိုင်းတက်ကနစ်ပိုင်းနေနဲ့ဟိုထွနီပေါ့နော်ကျွန်တော်လာမောင်းပေးပါတယ်ထွနီမောင်းပေးတဲ့အပေါ်မှာလည်းဒီနီးစနစ်နဲ့နီးစနစ်ပမာန်နဲ့ပြင်းပြင်းထန်ထန်လေ့ကျင့်ဖို့အတွက်ကျွန်တော်ဒီဟိုနေပေါ့နော်သူတို့ဒီခန္ဓာရည်ချင်းရှိဖို့တက်လွန်ကောင်းဖို့ဒီရည်ထဲမှာနီးစနစ်နဲ့တက်ကနစ်မှန်ဖို့နောက်တော့နီးစနစ်မှန်မှန်တက်ကနစ်နီးစနစ်မှန်မှန်နဲ့ပြင်းပြင်းထန်ထန်လေ့ကျင့်ဖို့ အခုကျွန်တော်သွားပြီးတော့တာဝန်ပေးထားတဲ့ကျွန်တော်အေရှန်ဂိမ်းမှာတာဝန်အမျိုးသားတာဝန်ခံတဲ့ဒီအေရှန်ဂိမ်းမှာပေါ့နော်အောင်နိုင်မှုရရှိဖို့အတွက်ကိုကျွန်တော်အစွမ်းကုန်ကျွန်တော်ဘက်ကတော့ကြိုးစားဆောင်ရွက်နေပါတယ်ကျွန်တော်တို့ဟိုဒါတိုင်းနဲ့ပြည်နယ်ပြီးွားတော့ကျွန်တော်တို့ဟိုဒါဒီတန်းစီပြီးတော့ခေါ်တယ်ခေါ်တော့သူတို့ကတစ်ခါတည်းခေါ်ထားမယ်ဆိုတော့အဲ့လိုမျိုးခေါ်ထားမယ်ဆိုတော့ကိုကဝမ်းသာတာပေါ့ကိုလည်းဒီဟိုဒါဒီရောက်ချင်နေတာနဲ့အဲ့ဒါနဲ့သူတို့ခေါ်တာနဲ့ကိုကပျော်သွားတာပေါ့ ဟိုဒါတိုင်းနယ်ပြည်နယ်လော်ဒါကတော့ဟိုဒါပုံမှန်ပုံမှန်နေထားတော့ဒီဟိုဒါနိုင်ငံတကာနဲ့ရှင်းတော့လက်ရည်စိဟိုဒါနိုင်ငံပွဲပြရမယ်ဆိုတော့ဘူးတော့လေ့ကျင့်ရတာပေါ့